ဒီနေ့ဆောင်းကတော့ပုံမှန်ဆောင်းနေတယ်မတူဘူးနဲ့တော်တော်လေးကို A ရတံကိုခံစားတယ်။ဒီကဗီဒီယိုမှာတော့ကျွန်တော်တို့ကဒီ A မြရဲ့ဒီဒီဇင်ဘာလပေါ့နော်ပြောရရင်နှစ်တစ်နှစ်ရဲ့နောက်ဆုံးလလေးဖြစ်တဲ့တော့ကြောင့်မလို့ဒီ2025တနှစ်လုံးမှာတွက်ခဲ့သမျှဖုန်းတွေထဲကနေပြီးတော့အစမ်းကျင်နဲ့ကျွန်တော်သဘောကျသွားတဲ့ဖုန်းတွေကျွန်တော်ကြိုက်တဲ့ဖုန်းလေးတွေကိုဒါရွေးပြီးပြပေးပါမယ်။ အကျင်းသေးတာကတော့ဒီဗီဒီယိုကြည့်ပွားရဆိုလို့ရှင်တော့ဒီကျွန်တော်ရွေးပေးထားတဲ့ဖုန်းတွေထဲကရွေးဝင်မယ်ဆိုရင်ဒါလုံးဝနောင်နာမရမှာတော့ကျင်းသေးတယ်အဲကိုဘာတုံးချင်တာလဲကိုကဘာအတွက်လဲဆိုတာလေးကိုပဲဒါကိုဘတ်ဂျက်လေးနဲ့ချိန်ပြီးတော့ရွေးပြီးဝယ်ရုံပဲတော်တော်လေးတော့အဆင်ပြေသွားမှာအဓိကကလည်းမိုးအဆင်ပြေသွားအောင်ရွေးပြီးတော့ဒီဗီဒီယိုလေးကိုလုပ်လိုက်တာဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစပြောင်းအောင် ဒီထဲမှာစပြောမယ်ဆိုရင်တော့မဖြစ်မနေကျွန်တော်တို့ရဲ့နိုင်ငံတော် brand တွေကပဲစပြောရမှာပဲဒီနှစ်မှာတော့သူတို့ကနိုင်ငံတော် brand တော်တော်လေးတော့ mic တွေပြောရမယ်ဒါ Xiaomi ရဲ့ Samsung series ဒါအားလုံးသိရတဲ့ diabetes Xiaomi ရဲ့ Samsung series ကတော်တော်လေးတော့ fine လာတယ်ကျွန်တော် magic bus screen နေ display size ပိုကြီးလာတယ်အပြည့်ထုံးတဲ့နိုင်မဲ့ hyper os 3နဲ့လာမျိုးတွေကင်မရာတွေပိုပြီးမိုက်လာမျိုးတွေအဲပြောမယ်ဆိုရင်ဒီနှစ်တူတူကြားနေတဲ့ဖုန်းတစ်လုံးထက်ပိုတဲ့ဒီဇိုင်းနဲ့ထွက်လာတဲ့ခေါင်းလို့တောင် ပြောလို့ရတယ် အဲအရင်ကတော့ဒါ Xiaomi ရဲ့11 Ultra ပေါင်းမှာတွေ့ပြီးသားဆိုရင်မဲ့ဒါပို့ပြီးတော့ဒါ modify ပြန်လုပ်ပို့ကောင်းအောင်လေးပြန် upgrade လုပ်ပြီးတော့ထုတ်လာပေးရဆိုတော့တော့လည်းတော်တော်လေးကိုမိုက်တယ်။အဲဒီဖုန်းတော့လည်းဆိုရင်နည်းနည်းလေးဒါတမကြွကြွားလေးတောင်ခံရတာ။သူရဲ့ magic pad ဆိုရင်ကကောင်းကောင်းလေးအလုပ်ဖြစ်တယ်။အဲဒါကတော့ဒီနှစ်ထဲမှာဒါနိုင်ငံတော် brand နဲ့ကအရန်မိုက်တဲ့ခေါင်လို့ပြောရမယ်။နောက်ထပ် Redmi line up မှာဆိုလို့ရှိရင် K90 series ကိုတွေ့လိမ့်မယ်။ K90 series တွေကလည်းဘယ်လိုပြောတာမဟုတ်ဘူး။ ော်တော်လေးကိုမှ strong ဖြစ်တယ်အရင်က KCV ဆိုရင်ကျွန်တော်တို့သိတာကကြတော့ performance ဦးစားပေးထားတဲ့အကောင်ပေါ့ channel camera တွေ display တွေ design တွေကနည်းနည်းလေးပုတ်တယ်ဆိုပြီးတော့ခံစားရတဲ့အကောင်မျိုးတွေဒါပေမဲ့ဒီနှစ်မှာအဲ့လိုမဟုတ်ဘဲနဲ့ဒီ K90 line up ကလည်းတော်လေးကိုမှ strong ဖြစ်လာတယ်သူက performance အပြင်ကိုမှတခြားပေါ့နော် all rounder ဘက်ကိုတော့နည်းနည်းလေးကောင်းတဲ့ဟာကိုဦးစားပေးလာတဲ့သဘောမျိုးဖြစ်လာတာ performance ကောင်းတယ်โอเค performance เนี่ยมากกว่าดีกว่าเรากล้องดีไซน์นี่ audio ဘိုင်းမှာကွာအကုန်ကောင်းအောင်လုပ်မယ်ဆိုပြီးတော့ဒီနှစ်ဆိုရင် K90 series အကုန်လုံးမှာသူက boss audio နဲ့ collab လုပ်လာတာရှိသေးတယ်ဆိုတော့ audio ဘိုင်းတစ်ပိုင်းတော်တော်လေးကိုကျန်းလာတယ်ပြီးတော့ big quality တွေ camera တွေ telephoto lens ပါလာတာမျိုးတွေပြီးတော့ design တွေကအစတော်တော်လေးကိုမှ strong ဖြစ်လာတယ်ဒီနှစ်ရဲ့ K90 line up ကတော့ဘယ်လိုပြောမှမဟုတ်တော်တော်သဘောကျတာကောင်းတယ်ပြီးတော့ဝယ်မဲ့သူတွေလည်းဒီ K90 line up ကလက်လွတ်လို့မရတဲ့ line up တော့ပြောလို့ရတယ် ော့ဒါကတော့နိုင်ငံတော် brand နဲ့ကအသက်ထလာတဲ့နှစ်ကောင်ပေါ့ဒီနှစ်ကောင်လုံးမှာကိုကဒါ Xiaomi 17 series ကကြတော့ဒါ number series flagship level ပုံစံမျိုးကိုသဘောကျရတဲ့လက်ကွက်တီပဲကျွန်တော်ဆိုရင်တော့ဒါ Redmi သိမ့်မကြိုက်တဲ့အတွက်ဒါ Xiaomi ရဲ့17 line ကိုပို့ပြီးတော့ကြိုက်တယ်အဲ Redmi ကြိုက်တဲ့သူတွေက Redmi ပေါ့အဓိက budget ကလည်းကွာသွားတာ哦ဒါကွာ17 Pro Max ကိုသိမ့်မကြိုက်ဘူးဆိုရင်တော့ဒီနိုင်ငံစီကိုစင်လို့ရတယ်။ဒီနှစ်ခုကလည်းဒါ price to performance အကောင်းနဲ့ကျွန်တော်တို့ရဲ့နိုင်ငံတော် brand နဲ့ကထွက်ထားတဲ့အကောင်းတွေတကယ်လဲသဘောကျတယ်။ကျွန်တော်ရဲ့ favorite လို့တောင်ပြောလို့ရတယ်။ ပြီးတော့နောက်တစ်မျိုးသဘောကျတာကကြတော့ဒါ Xiaomi CV ထဲကပဲ Global version တွေကပါ 15T တို့ 15T Pro ကိုကနည်းနည်းသဘောကျတယ်ဇာကောင်းနေတယ်မှာပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ design ကြောင့်သွားပြီးတော့မျိုးလုံးနဲ့မှာစွဲနေတယ်။ design တော်တော်လှတာ။အဲအဲ့ Rose Gold လို့ color မျိုးဆိုရင်တော်တော်လေးကြည့်ရတာကဒီဖုန်းက တက်မှာတတော်ကိုမှပရီမီယံဆန်ပြီးတော့ဈေးကြီးတဲ့ဖုန်းဆိုရင်အနေထားကိုရတယ်။အဲ Global version နဲ့ဖြစ်တဲ့ပညာဆိုတော့တချို့လူတွေတော်လည်းအစင်ပြေကောင်းပြေလိမ့်မယ်။ပြေကောင်းမှာမဟုတ်ပြေဟုတ်ပြေမှာ Global ဆိုတော့ဘာမှတိတ်ပြီးတော့ထွေထူးပြောစရာမရှိဘူး။ဒါတော့ Xiaomi 15T series ကတော့ global version နဲ့မှာဒါကျွန်တော်တော်တော်လေးသဘောကျနေရဲ့ကောင်းလို့တော့ပြောလို့ရတယ်။နောက်ထပ်သဘောကျမိတာကကြတော့ IQ series တွေ။ဒါ IQ series ဆိုတာလည်းပြောမယ်ဆိုရင်အရင်နှစ်ဒီကနေကတော်တော်လေး strong ဖြစ်လာတဲ့ကောင်းလေ။ဒီနှစ်ထွက်လာတာလေတကယ်ကိုမှ fine တယ်။ အဓိကက IQ ရဲ့ Neo 11ရဲ့ IQ 15တော်တော်လေးကိုမိုက်တဲ့ကောင်းနေအဲ့ဆိုတော့အဲ့ဒီလေဂျန်ဖိုက်တွေပါသုံးမိတာဒါမျိုး performance တွေပါထားပါ IQ 15ဆိုလို့ရှိရင်ဒီဇိုင်းပိုင်းဘာညာကပေါ့နော်အရင်နှစ်နဲ့တိတ်မကွာဘူးဆိုပေမဲ့ လုပ်ပေးထားတဲ့ပုံစံလေးတွေတုံးရတဲ့ performance တွေဘာတွေအစားအရန်အဆင်ပြေတယ်တော်တော်လေးကိုမှဒါ P2P ကောင်းတဲ့ခေါင်းမျိုးကိုကဒီဆွမ်းနာကကျွန်တော်ကြိုက်ခဲ့တယ်ပြောတဲ့ဒီ Redmi ရဲ့ K series line ကိုမကြိုက်ရင်ဒီကောင်းတွေကအစားထိုးဝယ်လို့ရတဲ့ကောင်းမျိုးတွေပုံဝီးမိုက်တာကကြတော့ IQ Neo 11ဆိုတော်တော်လေးသဘောချက်စာကောင်းတယ်ဘာကြောင့်လဲဆိုတော့အရင်နှစ်ကထက်ဆိုင်အရင်နှစ် IQ Neo Term မှာတော့ထက်ဒီ IQ Neo 11မှာကပို့ပြီးတော့ upgrade လုပ်လာလေးတွေ့ရတယ်အဓိကက big quality ရေး design တွေပါတွေအစပြီးကင်မရာဘိုင်းတွေ အတော်လေး strong ဖြစ်လာတယ် performance ကတော့ IQ series တွေရောတည့်ရတဲ့အချိန်ကျွန်တော်မျက်စိမှိတ်ပြီးတော့အေးအေးဆေးဆေးလေးလုပ်လို့ရတဲ့ကောင်းနေကြီးပဲအခြေဆုံးဆိုရင် IQ Neo 11မှာ orange color ကကျွန်တော်ရဲ့ favorite ပဲတတော်ကိုမှလှတယ် orange color ကိုမှဘေးပေါင်နေဆိုအမဲလေးနဲ့ကွပ်ပေးထားတာတတော်ကိုမှ unique ဖြစ်တယ်ပြီးတော့ဒါပြောမယ်ဆိုလို့ရှိရင်ဗောနဒီဖုန်းခြင်ထားရဆိုလို့ရှိရင်ဒီဖုန်းက blue phone လေးလဲပါလဲဆိုတာဒါအားလုံးကိုဒါလုံးဝတတော်လေးဆွတ်ဆောင်မှုရှိရလို့တော့ပြောလို့ရတယ် 15ကတော့ number series ဆိုတော့ဘာမှတိတ်ပြီးပြောကြမလို့သူလည်းသဘောကျတယ်မှာပါတယ်တော်တော်လေးတက်ကောင်းတယ်နောက်တစ်မျိုးကတော့ Apple ထဲကပေါ့ iPhone ထဲမှာဆိုရင်လည်းဒါဒီနေ့ရဲ့ iPhone 17 series ကတော်တော်လေးကိုမှမိုက်တဲ့ထဲမှာပါတယ်အဲထွက်ခဲ့တဲ့မှာဒီ17 series အပြင်ကိုမှဒါ Air လဲကပ်ပါသေးရပေါ့ဒါပေမဲ့အဲ့ထဲမှာကျွန်တော်သဘောအကျဆုံးဆိုလို့ရှိရင်တော့ base model iPhone 17နဲ့ Pro Max line ကို ပို့ပြီးတော့ကြာတယ်။ base model ကအရန်တန်သွား။အရင်နဲ့30 40လောက်ဆိုရင်အဲ့လောက်ထိကောင်းတာမျိုးအပယ်ထဲမှာမရအောင်။အဲ sustain တော့ဘာလို့ပဲရမှာ။ဒါပေမဲ့ဒီနှစ်က30 40เนี่ยပြန်ရတဲ့ကောင်ကတော့အားလုံးတောင်းတခဲ့တဲ့သူ့ရဲ့ base model မှာပေါ့နော် promotion ပါလာတာမျိုးတွေအဲကင်မရာတွေပို့ပြီးတော့ကောင်းလာတာမျိုးတွေ display site နည်းနည်းလေးပို့ပြီးကြီးသွားတာမျိုးတွေဒါတွေတော်တော်လေးကို perfect ဖြစ်သွားတယ်။အဲ pro max ကတော့ကင်ရရဲ့ weight တို့အဲကင်မရာဘိုင်းတို့ပါတော့ဒါမျိုးလေးတွေသဘောကျတယ်။ natural လေးဆန်တယ်လို့ပြောလို့ရတယ်။တော်တော်လေးတဲ့အဆင်ပြေတယ်။ပြီးတော့ iOS 26ရဲ့ဒါ glass UI ကလည်းတော်တော်လေးကိုမှမိုက်တယ် liquid glass ပေါ့ clear ဖြစ်တယ်သုံးရတာ resolution လေးအဲရန်သုံးရတာ user friendly ဖြစ်တယ်လို့ခံစားရတယ်ဆိုတော့ပြောမယ်ဆိုရင်တော့ဒီ iPhone 17 line app ကလည်းဒီနှစ်ထဲမှာတော်တော်လေးကိုတော့မိုက်တယ်။အဲနည်းနည်းလေးပုတ်သွားတာဆိုလို့ iPhone Air ပေါ့ iPhone Air ကတော့တိတ်အဆင်မပြေဘူး။ကျွန်တော်လည်းတိတ်ကြိုက်။တကယ်ကြိုက်တာက base model နဲ့ Pro Max နဲ့ပို့ပေါ်ကြတယ်။တကယ်လို့ကိုက40တန်းမှာပေါ့နော်။18နဲ့ Air နဲ့နည်းနည်းလေးရွေးရခန့်နေတော့ပို့ပြီး recommend ပေးချင်တာက iPhone 16ကိုကြီး recommend ပေးခြင်းနောက်ထပ်သဘောကြောင်းမိရဲ့ကောင်ကတော့ flash ထဲကပဲဒီကောင်က Vivo ရဲ့ H300 Pro အရင်ကနေကဒီ Vivo Lion 8တွေကဒါအားလုံးသိရတိုင်းမှာကင်မရာတွေဘာတွေကလုံးဝကိုတကယ်ကို niche level တကယ်ကိုမှ next level mobile photography ဖြစ်နေတဲ့ကောင်လေးကြိုက်သလိုကြိုက်ကြိုက်သလိုမျက်စိမိပ်ပြီးကြိုက်ဘလိုပဲရိုက်ဂျုံမပြည့်ရင်ရိုက်တမပုံတွက်တွေကအရန်ကောင်းလာထွက်လာမျိုးပြောမယ်ဆိုရင်တော့ဒါ Vivo ရဲ့ H300 Pro က တော်တော်လေးလဲကင်မရာကောင်းတဲ့အနေထားမှာရှိနေတော့မယ်အဲအဲ့ဒီမှာပေါ့နော်ဒီပြောချင်တာက H300 Pro လို့ formula ကြတော့ကိုကဒီဆောင်းရပြောခဲ့တဲ့ mobile photography ကိုပို့ပြီးတော့ priority ထားချင်တဲ့သူမျိုးတွေအတွက်ကတော့ဒါအရွေးတင်ဆုံး phone တော့ပြောလို့ရတယ်။အဲဒီကောင်တွေကတော့ all-round wifi ကောင်းတာတော့မဟုတ်ဘူး။အဓိကက camera တစ်ခုကိုကောင်းကောင်းလိုချင်တဲ့ကောင်မျိုး။ကျွန်တော်လည်းဒီကောင်ကိုသဘောကျမိသွားတဲ့အချက်က camera ကြောင့်မို့အရင် H200 series ကဒီကောင်ရဲ့ camera အရန်ကောင်းနေတာ H300 Pro မှလည်းတော်တော်လေးမှိုက်တယ်။အဲအမှန်နဲ့ဂျုံလုံးတစ်ခါလည်းဖြည့်ပေးရမယ်ဆိုလို့ရှိရင်တော့အမေးများနေရမျိုးရှိ H200 Ultra နဲ့ H300 Pro နဲ့ ဘယ်ကောင်းကိုဝယ်ရမလဲကင်မရာဘယ်ကောင်းပိုကောင်းလဲဆိုတဲ့သူမျိုးတွေအတွက်ကတော့ ultra wide ပိုကောင်းတာကတော့ h နေရာ ultra ကတော့ပိုပြီးတော့ကောင်းတယ် h နေရာ pro ကတော့ ultra wide မှာနည်းနည်းလေးလျှော့တယ်အဲအကုန်လုံးပေါ့နော်ဘတ်ဆုံပိုပြီးတော့ကောင်းသွားတာဆိုတာထက်သူကနည်းနည်းလေးတုံမတာကုံမတာလေးဖြစ်နေ h ၃က pro ရွေးလို့ရှိရင် performance ပိုကောင်းတာမျိုးရမယ် design နည်းနည်းပိုပြီးတော့လှသွားမှုရမယ်အဲကင်မရာဆိုလို့ရှိရင်လည်းဒါ daily use မှာတော့ဒါဘယ်လိုပဲဖြစ်အကုန် ကောင်းနေတဲ့ကင်မရာဗျာဒါပေမဲ့ H2 Ultra ကကြာတော့နည်းနည်းလေးပို့ပြီးကြည့်ပါမယ် Ultra Wide ကင်မရာပို့ပြီးတော့ကောင်းသွားမယ်ကျွန်တော်ကဘာဝယ်မလဲမေးရင်တော့ထုံးစံနိုင်မယ်ကျွန်တော်ရဲ့ဦးစားပေးရတော့ကျွန်တော်ရွေးချယ်မှုကတော့ H3 Pro ပဲဒါကတော့ brand new ထဲကဒီနှစ်မှာထွက်ထားခဲ့ဖုန်းတွေထဲကနေပြီးတော့ကျွန်တော်ကြိုက်ခဲ့တဲ့ကောင်းလေးပဲပြပေးတာချွတ်ပြောထားရင်တော့အများကြီးထွက်တာတော့သိတယ်ဟိုကောင်းတဲ့ဟာအများကြီးရှက်လဲသိတယ်အဓိကကကျွန်တော်ကြိုက်တာကျွန်တော်ကြိုက်တဲ့ဟာလေးတွေကိုရွေးပေးတာ ဘာလို့ကျွန်တော်ကိုယ်တိုင်ကလည်းဖုန်းသလုံးဝယ်တဲ့အခါမှာအများကြီးကြည့်တယ်။ကိုကိုယ်တိုင်ကလည်းပို့ပြီးတော့ဟိုတိနေလို့ဖြစ်တဲ့အတွက်အကုန်အသေးစိတ်ကစားလိုက်ပြီးတော့ကြည့်တယ်။အဲ့ထဲကမှကျွန်တော်နဲ့သဘောအကျဆုံးအံဝင်ခွင့်ချိုက်အဖြစ်ဆုံးကျွန်တော်အခြေဆုံးဖုန်းလေးကိုရွေးပေးတာ။အဲဘာကြောင့်လဲဆိုတော့လူတွေကလူတကူကြိုက်တဲ့မျိုးမတူကြဘူးလीသိရမလား။ကျွန်တော်ကြိုက်တဲ့ဖုန်းကလည်းကိုယ်လူကြရှင်မှကြိုက်မှာ။ မကျွန်တော်က all rounder အတွက်ရွေးချယ်ပြီးတော့ဝယ်ယူမယ်စဉ်းစားပေမယ့်ကိုလူက performance ကောင်းတဲ့ဖုန်းကိုဘာလို့မော်ရလဲဆိုပြီးမျိုးကုန်ထုတ်ခြင်းထုတ်ပါမယ်ဟုတ်တယ်မလားဒါမျိုးတွေကြောင့်မလို့ဒါပြချိုးပြပြပေးထားတယ်တောင်တောင်တွေကဒါအဲ့တော့ဒီမှာမဟုတ်ဘူးအဲကိုနဲ့တက်ကြည့်ရသေးတယ်ရှိလို့ရှိရင်လည်းဒါကျေးဇူးတင်လို့ဘာပြောအဆင်ပြေတာပါဗျာတက်မှာဟိုအထောက်ကူလေးတစ်ခုရသွားတာပေါ့ဒါပေမဲ့တစ်ခုရှိတာကကိုကဒီနှစ်ထွက်ထားတဲ့ model တွေကဈေးအရန်ကြီးနေတယ်ဆိုပြီးတော့တက်မှာနည်းနည်းလေးထင်ထားတယ်ဆိုရင် တိတ်ပြီးတော့ဗျာမကြိုက်ဘူးပါညာဆိုလို့ရှိရင်လည်းဒါစကန်းထဲကရွေးလို့ရတယ်။မြင်သာထင်သာရှိအောင်ပြောရမယ်ဆိုရင်ဆိုပါတော့ကျွန်တော်တို့ Xiaomi Snapdragon Pro Max line ကိုကြိုက်တယ်။ Xiaomi ရဲ့ number 3 flagship level ကိုကြိုက်တယ်။ဒါပေမဲ့ဈေးရင်များနေလို့မကြိုက်ဘူးဆိုရင်ကိုကလည်းတစ်ထက်မှကိုင်ထားတဲ့ပတ်စံကအများကြီးလည်းမရှိဘူး။ဒါပေမဲ့ Xiaomi ရဲ့ number 3ကိုပဲလိုချင်တယ်ဆိုရင်ကျွန်တော် model 10နဲ့မျိုးဝယ်လို့ရတယ်။ဥပမာ16 series အစားကျွန်တော်တို့15 series ပေါ့ Xiaomi 15 15 Pro 15 Ultra ဒါတွေဝယ်လို့ရတယ်။အ Vivo ဆိုလည်းထုံနည်းလည်းကောင်းပဲ Vivo H100 Ultra တွေ Vivo H100 Pro တွေဒါတွေကိုရွေးပြီးဝယ်လို့ရတယ်။ iPhone ဆိုရင်လည်းဒါ16တို့16 Pro 16 Pro Max ဒါတွေကိုဈေးနှုန်းလျှော့ပြီးတော့ budget စေပြီးတော့ဝယ်လို့ရတဲ့နေထာမှာရှိတယ်။တကယ်လို့ကိုက Redmi ထဲကဒီ K90 Pro တို့ K90 Pro Max တို့ကအရင်စေးကိတ်နေတယ်။ထပ်ပြီးတော့ budget ကိုချွေတာချင်းလျှော့ချင်နေတယ်ဆိုလို့ရှိရင်လည်း K80 CV တွေကို line up ကို ဒါရွေးဝယ်လို့ရတယ်ဒါတော့ပြဿနာသိမရှိဘူးဗျာကျွန်တော်တို့စီမာကဒါ second ကောဒါ train corner ကိုရှိရဖြစ်တဲ့အတွက်ဒီ model တွေကိုကိုကြိုက်တာကွက်နဲ့ကိုသွားပြီးတော့ကြည့်ပြီးတော့ဖိတ်ကြိုက်ရွေးဝယ်လို့ရတယ်ပြီးတော့ကျွန်တော်တို့စီမာစမ်းဖို့အလုံးတွေရောပြီးတော့ train corner ကိုရှိနေရဖြစ်တဲ့အတွက်ဒါကိုကြိုက်တဲ့ပေါ့နော်ဒါဒီနေ့မှထွက်ထားတဲ့ brand new အသက်တွေဘာတွေကို model အမြင့်တွေရွေးဝယ်ဝယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီရန်ကုန်မိုဘိုင်း store မှာရှိတဲ့ train corner ကဒါ second တွေဘာတွေညာတွေပေါ့နော်ဒါမျိုးလေးဝယ်ခြင်းနဲ့ဝယ်ဒါကတော့ကိုယ့်ရဲ့ budget ပေါ်ချိန်ပြီးတော့ ဟိုကိုရွေးချင်တာရွေးပေါ့အများကြီးတော့တိတ်ပြောလို့ရှင်တော့တက်မှာရွှေထွေးပြီးတော့ရှုပ်ရှက်ခတ်တာမှာဆိုတော့ဒီ model လေးတွေကဒါအသင့်နဲ့ second ကို model တစ်နှစ်အောက်ပြီးတော့ဒါဖိတ်ကြိုက်တာရွေးကြည့်သူ budget နဲ့သူကတော့ကောင်းတာကြီးရတယ်ဆိုတော့ကိုလူလိုဆိုရင်ရောဒီနှစ်ထွက်ထားတဲ့ phone တွေထဲမှာဘယ် phone မျိုးကိုပို့ပြီးတော့ရွေးဖြစ်မလဲဘယ် phone တွေကိုပို့ပြီးသဘောကျတယ်ကျွန်တော်နဲ့အကြိုက်တူတာတွေပါရောရှိမလားဘာကြောင့်ကြိုက်တာလဲအောက်ကကွန်မန်မှာဆွေးနွေးခဲ့ပါအောင်တကယ်လို့ရွေးဝယ်မယ်ဆိုရင်ရော ဒီနေ့ထွက်ထားတဲ့အသက်တွေကိုဝယ်မလားဒါမှမဟုတ်2024ရက်ထွက်ထားခဲ့တယ်။မော်ဒယ်တစ်စင်းနေတာကိုရွေးပြီးဝယ်မလား။ဘယ်ကောင်ကိုဝယ်ဖို့ပို့ပြီးရောစာနာရှိလဲ။တတူဆွေးနွေးလို့ရတာပေါ့။ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့။အားလုံးကျေးဇူးများတင်ပါတယ်။ကျွန်တော်ကအဒမင်ကြော်ယူပါ။ရန်ကုန်မိုဘယ်စတော်